အားလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း24ပဲဖြစ်ပါတယ်လမ်းလမ်းလေးမစတဲ့ကြီးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ကြားပေးဖို့မြတ်တာရိုက်ခိုင်းကြပါတယ်ဇလန်းအစမှာတော့ရခိုင်တယောက်ဒံယာရီနဲ့နာကျင်စွာနိုးလာခဲ့ပြီးရောက်ရှိနေတဲ့နေရာကိုအကဲခတ်ကြည့်လိုက်တော့ရင်းနှီးနေသလိုဖြစ်နေခဲ့ပါတယ် အဲအချင်းဆရာတို့အကိုရန်ရောက်ဖကျွန်တော်လာကူညီပေးမယ်ဆိုတဲ့အတန်နဲ့အတူစုမှုတို့ရောက်လာခဲ့ပါတယ်။ဘာကူရောက်ဖလဲလို့ပြန်ခိုင်းလဲပြန်ပေးလိုက်ပါတယ်။မနေ့ကကိစ္စကိုဒီလူနဲ့ပြောတာကြားပြီးပြီးကျွန်တော်အမှလည်းဝန်ခံလိုက်ပြီးရောက်ဖလည်းဆက်ဟန်ဆောင်မလေးနဲ့ပြောလိုက်ပြီးတန်ရအချင်းလေးကိုမေးလိုက်ပါတယ်။ပြန်ခိုင်းလဲကြီးကြီးမားမားတော့မရှိဘူး။ရက်အနေငယ်တော့အနားယူလိုက်ရပါပြီလို့ပြန်ပြေးလိုက်ပါတယ်။ ီတစ်ခေါက်လဲရောက်ပါဆရာတို့အကိုပဲကျွန်တော်ကိုကယ်လိုက်ပြန်ပြီဒါကကျွန်တော်အိမ်က တစီအူကြီးပေးလိုက်တဲ့စီလုံးဒံယာကူတာကိုလည်းကြင်ညာရင်သုံးဖို့လဲပါတယ်သိသိလက်ခံရမယ်ပြောကပေးလိုက်ပါတယ်ရန်ခိုင်းလဲကြီးခဲနှစ်ကို သူ့ကိုစားကျေးဇူးတင်ကြောင်းပြောပေးဖို့ပြောလိုက်ပါတယ်ထို့နောက်ဆရာတို့အမဇူးရန်ရောလို့မေးလိုက်ပါတယ်သူ့အကိုကိုဒီနေရာမှာချတာပေးပြီးတဲ့နောက် ဒီပုံကုံတွေသေးကိုတွားလေလို့စုမှုနဲ့ပြန်ပြောလိုက်ပါတယ်။ဆရာသူအမမငါကိုတခုခု ပြောစရာရှိတဲ့နာမဟုတ်ဘူးလား။ငါအဲ့တုန်းကလုံးတဲ့ပုံစံကတကယ်ကို တွေးတော်ဖို့လိုနေတာလို့ရေရွတ်လိုက်တော့အကုန်လုံးကျိုးစီးစီးတွေဖြစ်ကုန်ပါတော့လေ။နောက်တစ်ခါမှတော့နမဲခုံစတဲ့နဲ့ပတ်သက်ပြီးဆရာသူအမကဘသူ့ကိုမှမရှင်းပြထားဘူးဆိုတဲ့အတွေးတွေမနေ့ကကိစ္စတွေနဲ့အတွေးလုံးနေခဲ့ပါတယ်။ထို့နောက် ိစ္စတွေကဖြစ်ပြီးသွားပြီဆိုတော့တွေးနေလို့အတုံးမဝင်ဘူးဆိုကစုမှုယူလာတဲ့ဈေးလုံးတွေကိုစားတောက်လိုက်ပါတယ်။ဈေးတွေကအကြီးကဲနဲ့ဈေးတွေမှန်းပိတနေခဲ့ပါတယ်။ဈေးအစွမ်းတွေကသွေးကြောထဲမှာစီစဉ်ပြီးအချိန်ခဏလေးအတွင်းဒဏ်ရာရထားတဲ့အပိုင်းတွေကိုပြုပြင်ပေးနေပြီးနေလို့ကောင်းစေတယ်။ဒဏ်ရာရထားတဲ့နေရာကနာကျင်မှုကိုလည်းကျော်ပါးစေခဲ့ပါတယ်။ထို့ကြောင့်အောက်ကူရွှေခန္ဓာက တာမန်ဝိညာဉ်စီးတွေရဲ့စီးဆန်းကိုစုပ်ယူနိုင်လားဆိုတဲ့အတွေးဝင်သွားတာစီးပလင်းတွေထက်တော့ကစံကြည့်လိုက်ပါလေဟုတ်ပါတယ်အခုရွှေခန္ဓာကအစစ်မှန်ရန်ကျင့်စဉ်စုပ်မယူနိုင်တဲ့အခါမတူညီတဲ့ယံအမျိုးအစားစွမ်းရင်တွေကိုစုပ်ယူပေးနိုင်တယ်အစစ်အမှန်ယံကြည့်စင်ကယံစွမ်းရင် ရှိတဲ့ပံဝန်းကျင်မှာပဲကြည့်ရနိုင်တယ်တကယ်အောက်ဘူးရွှေခန္ဓာကတခြားစွမ်းရင်တွေကိုသာစုပ်ယူနိုင်ရင ရန်အမျိုးသားဆွမ်းအင်မရှိရင်တော့မှသူ့ရဲ့ကြည်ညံမှုကချဲတက်နေမှာမဟုတ်ဘူးလို့စဉ်းစားမိနေတဲ့အချိန်မှာပဲစီလုံးငါးပလင်းကုံသွားခဲ့ပါပြီ။တာမန်လူဒီလောက်အများကြီးစားရင်ခန္ဓာကိုယ်ကခံနိုင်မှာမဟုတ်ပါဘူး။အခုသူကဘာမှမဖြစ်တဲ့အပြင်ဒဏ်ရာလည်းတော်တော်တက်တာလာခဲ့ပါတယ်။ထို့ကြောင့်သူလည်းကျန်တဲ့စီလုံးအကုန်လုံးကိုထမင်းစားသလိုစားလိုက်ပါတယ်။真是当饭吃了， ထို့နောက်ထပ်ဆန်းကြည့်လိုက်တော့အောက်ကရွှေခန္ဓာလိုဝဲချက်ကိုနားလည်ဖို့နည်းနည်းပဲလိုပါတော့တယ်။သူလည်းဘာလို့မှမသိလို့တိုင်ပတ်နေပြီမဲ့တကယ်တိုက်ပွဲတစ်ခုလိုသေးတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါလေ။ထို့ကြောင့်စူးမှုကိုသွားရှာရင်းအခန်းတစ်ခန်းကိုဖွင့်လိုက်တဲ့အခါမှာတော့စူးရံအဝတ်စားလဲနေတာကိုတွေ့လိုက်ရပါတယ်။စူးရံစီကနေပြင်းထန်တဲ့လူသက်စိတ်ကိုလည်းချက်ချင်းခံစားလိုက်ရပါတယ်။စူးရံကလည်းရံခိုင်းကိုအပြင်ကိုရိုက်ထုတ်လိုက်ပါတယ်။ရံခိုင်းလည်း မရှင်းပြတာပဲကောင်းတယ်အောက်ကူရွှေခန္ဓာက စီးဆွမ်းနဲ့တိုက်လို့စိတ်ဖြစ်နေတော့ရှင်းပြမနေတော့ပဲတိုက်ခိုက်ဖို့ကိုပြင်လိုက်ပါတယ်စူးရံလဲခြားကျင်လာလားကောင်းတယ်ဆိုကရေခဲထွက်စင်နေနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်ရန်ခိုင်းလည်းအောက်ကူရွှေခန္ဓာကိုနဲ့ခုခံနေခဲ့ပါတယ်သူ့အထင်တွေမှာသူ့အစွမ်းတွေကနည်းနည်းတိုးတက်လာတယ်ထင်တယ်လို့တွေးနေခဲ့ပါတယ်အကြီးကဲနဲ့နဲ့စူးမှုကိုလည်းအကဲခဲနေခဲ့ကြပါတယ်ပြီးတော့မနေ့ကကိစ္စအတွက်ပြန်လည်စားစီတယ်လို့လေးယွန်းထန်းလည်းထင်နေခဲ့ပါတယ် မဟုတ်ရင်အမစူးရရင်စိတ်နဲ့ဒီလောက်ပြင်းနေအောင်ချားမှာမဟုတ်ပါဘူး။တန်ရာကလည်းမတက်တာသေးဘူး။လက်တကလည်းပြောင်းတော့သူတို့နဲ့ရောက်ရန်ခိုင်းကိုတနာနေခဲ့ပါတယ်။စူးရံကလည်းရန်ခိုင်းသားကိုအလင်းမြန်ကပ်ကရန်ခိုင်းကို ခဲအောင်လဲလိုက်ပါတယ်။သူကရန်စွမ်းရည်ကိုအတုံးပြုကပြန်ချီပြတ်ခဲ့ပါတယ်။စူးရံလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပြောကရေခဲစူးကျွန်နေနဲ့ရန်ခိုင်းကိုတက်ခိုက်လိုက်ပါတယ်။သူလည်းရှောင်မရခဲ့တော့ပါဘူး။ စူးရည်နဲ့နောက်ထပ်ဝါမျိုးဘူးကိုစတင်လုပ်ပါတော့လေဒါကိုရန်ခိုင်းကတိုင်းခွက်လားစိတ်နဲ့ပဲလားအကြီးကဲနဲ့ဝေခွဲမရတဲ့ပုံစံတစ်ခုကိုပြုလုပ်နေခဲ့ပါတယ်အစွမ်းကတင်းငယ်ပြီးမဲ့ဒီလိုမျိုးနည်းနည်းနဲ့တုံးတက်တဲ့အဆင့်ရောက်သွားခဲ့ပါတယ်သူလည်းနောက်ဆုံးရေခဲတွေနဲ့ဝါမျိုးခံလိုက်ရပါတယ်စူးရည်နဲ့အနှဲငယ်ကြည့်ပြီးဘာမှမပြောဘဲထွက်သွားခဲ့ပါတယ်စူးမှုနဲ့ဒေးယွန်ထဲနဲ့အနီးကပ်သွားကြည့်လိုက်ပါတယ်အကြီးကဲကလည်းသူ့ကိုကာကွယ်တာ ဒီကဲကနေထွက်လာတဲ့အချိန်သူအောင်မြင်တဲ့နေ့ပဲလို့ပြောကသူလည်းထွက်သွားခဲ့ပါလေစုမှုတို့စောင်းနေကြတာတုံးရတောင်ရှိနေကြပါပြီ သူတို့ရန်ခိုင်းကိုစိုးရိမ်တဲ့အကြောင်းတွေပြောဆိုနေရင်အစားအသောက်တွေပြက်နေကြပါတယ်အဲ့အချိန်မှာပဲရေခဲတွေလောက်က အကြောင်းတွေထပြီးကွဲထွက်လာခဲ့ပါတယ်ရန်ခိုင်းလည်းအကောင်းမထိထလာခဲ့ပြီးတံရရီတခုမှရှိမနေတော့ပါဘူးအောက်ကူရှိခနာတိုင်းကွက်နောက်ဆုံးတော့တက်မြောက်နိုင်ခဲ့ပါပြီကိုယ်လည်းအခွင့်မသာတဲ့အချိန်တွေမှာတော့ ို့အစွမ်းကိုအစမတန်တိုးပွားစေတယ်။ဒါကိုမလျှော်သောမာနလို့ခေါ်ပါတယ်။အောက်ကရှေခန္ဓာထဲမှာတခြားလိုဝက်ချက်တွေရှိပါသေးတယ်။ရန်ခိုင်းလည်းတေချာသုံးသပ်ဖို့လိုသေးတယ်လို့အတွေးတွေညာနေခဲ့ပါတယ်။ထို့နောက်၄ရောက်သားတော်တော်ရှင်ရှင်စကားတွေပြောပြီးထွက်သွားခဲ့ကြပါတယ်။ချမင်းကလေးကလည်းပွဲတရာကျော်ရှုံးတဲ့တပြက်စီးတဲ့တမပွားကလည်းဒီချိန်နေကြီးရောက်ခဲ့တော့ သူ့စီးတွေပေးရကျိုးနဲ့တဲ့ဇီယာတူမောင်လေးယူစားရမယ်လို့တွေးနေခဲ့ပါတယ်။ဒိုင်းလန်ကီးမှာစိတ်သက်တည်ငြိမ်ခိုင်ပါသူအန်နီယေကိုမကြောက်မရွံ့စတဲ့ခုခံနိုင်မှ ရှေ့ဆက်လန်းနိုင်မယ်။ယူစားရမယ်သူလိုပေးခဲ့တဲ့အရာတွေအလကားမဖြစ်စေနဲ့လို့စူးရင်စိတ်တဲ့ကြံခိုင်းကိုပြောနေခဲ့ပါတယ်။